Greek Vinyashin Socrates said, An examined life is not worth living. ကိုယ်ဘဝကိုမဆန်းစစ်ဖဲနဲ့သိသွားရင်တဲ့အတိတ်ပဲရှိဘူးတဲ့နံပါတ်2က virtue is knowledge နော်လူတယောက်ကအဝိဇ္ဇာပေါ်နားလေတဲ့ knowledge ရှိတဲ့လူဆိုလို့ရှင် immediate မွန်မြတ်တဲ့အရေးအသွေးရှိတယ်တဲ့မဟုတ်တာတွေလုပ်နေတဲ့လူကညံ့ ဝိစာဉာဏ်မရှိလို့အမှန်ကိုမသိလို့မဟုတ်တာတွေလုပ်နေတာเนาะဟိုကျမတို့ကြာဗုဒ္ဓဘာသာကြာတော့ကုသိုလ်အကုသိုလ်ရဲ့အကျိုးဆက်တွေကိုသိသွားပြီဆိုတော့ကိုကမဟုတ်တာမလုပ်တော့ဘူးပေါ့ကျမတို့ကမြတ်စွာဘုရားတင်တော့ဝိစာဝိစာပေါ့နားလေသွားတဲ့အခါကျတော့ဟို အမောဟအမောဟပေါ့နော်အလောဘဒေါသမောဟအကြောင်းကိုသိသွားတော့မဟုတ်တာမလုပ်တော့ဘူးပေါ့နော်ဒါပေမဲ့ဆိုခရတီစာအဲ့တုန်းကတော့ तू ကသိတယ်မသိဝိစာသိဖို့ knowledge လိုတယ်လို့ပြောခဲ့တယ်နံပါတ်3က socratic method ကယနေ့အထိပဲ question answers question answers မေးတာမေးတာအမှန်တရားကိုမသိမချင်းလှည့်ပတ်မေးနေတာအဲ့ဒီဟာ socratic method လို့ခေါ်တယ်နံပါတ်4က moral integrity over social approval နော် integrity ဆိုတာကိုယ့်ရဲ့အခံယူချက်ကိုတသက်မမတ်ထားတယ်ကိုယ့်ရဲ့ပေါ့နော်ဒီမူကိုအပြတ်မခံဘူးပေါ့နော်အဲ့တော့ Socrates က refuse to compromise his principles for popularity of safety သူ့ကိုတရားစွဲတဲ့အခါကြတယ်လေတရားစွဲတဲ့လူအလို့ကြ तू ကဝင်မခံလိုက်ဘူး तू ူကိုတရားဆွဲတယ်လူငယ်တွေကိုအစိတ်သိမ့်အောင်လုပ်တယ်ပေါ့လူငယ်တွေကို तू ကတင်တာကိုနင်တို့ပြတ်မေးကိုယ့်ရဲ့အစိုးရတော့ကိုယ့်ရဲ့မိပါကိုယ့်ရဲ့ဒီမိယိုးဖလာတွေပေါ့နော်ဒီပဝင်းချင်းလုပ်နေတာဟုတ်ရဲ့လားဆိုတာအမြဲပဲပြတ်မေးရမယ်ပြောတဲ့အခါကျတော့အဲ့တော့ဒီသူတို့သူအဲ့ဒီ Athen အဲ့ဒီ Greek ပြည်အစိုးရတွေနောက်ပြီးတော့သူတို့က God တွေကိုလည်း तू ကပြတ်မေးခိုင်းတော့သူတို့ကဟို Socrates ကို လူငယ်တွေကိုအစိတ်သိမ့်အောင်ဖြစ်တယ်ဆိုပြီးတရား ားဆွဲတာဆိုခရတီးစ်ကလုံးဝကိုထွက်လဲမပြေဘူးပြန်ပြီးတော့လဲဟိုဝင်ဟိုသူတို့အလိုကြပေါ့တရားအဲ့လူတွေအလိုကြလဲသူဝင်မခံမလိုက်အလိုက်သိမပြောဘူးသူ့မူအတိုင်းပဲအသေးခံသွားတယ်เนาะအဲ့တော့ humility and intellectual modesty เนาะ humility သူက အားလုံးကိုဟို तू က i know that i know nothing तू ကကိုကိုကိုဘာမှမသိဘူးဆိုပြီးတော့အဲ့လိုမျိုး तू ကအမြဲပဲဟိုလေ့လာနေရမယ်ဆိုတာကို तू ကသင်တယ် the role of the soul and after life socrates ကဒီဟာပေါ့နောက်ဘဝဆိုတာရှိသေးတယ်ဆိုတာ तू သိတယ်ဒါကြောင့်မို့တရားမှာကိုမကြောက်နဲ့ပေါ့နော် death should not be feared by the virtuous ကောင်းတာတွေလုပ်တဲ့လူဟာတဲ့နောက်ဘဝမှာကောင်းတဲ့စီရောက်မှာမလို့တရားမှာကြောက်စရာမလိုဘူး းလို့ပလက်တိုကလည်းသူတပည့်ကလည်းပြောခဲ့တယ်ဒါဆိုခရစ်တီးရဲ့